အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီလာမယ့်လေးလပိုင်းအတွက်တက်တော့ကနေကြံကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တောက်ကြာတာမီအတွက်ပါအချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးအလောက်ကိုင်းပညာရေးတာမီကံကဆုံးစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ကြောင့်ရေတရားလေးလည်းပြီးမယ်ဒီရေတရားလောက်ထားမယ်ဆိုရင်ဒီလေးလပိုင်းမှာတောက်ကြာတာမီအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြီးမယ့်ရေတရားအဖြစ်အောင်လုပ်ပေးပါလို့ကြံပြချင်ပါတယ်ခင်ဗျာဒီလာမယ့်လေးလပိုင်းမှာတောက်ကြာတာမီအတွက်ကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင် ကောင်းအားက90လောက်ရှိတယ်ဆိုးအားက30လောက်ရှိနေပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်။ငွေရေးကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းပါတယ်။မမျော်လင့်တာပဲငွေတွေရရှိတတ်ပါတယ်။ဥပမာငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုဆုံးရှုံးနေတဲ့ငွေတွေကိုရစားရှိတဲ့ငွေတွေပြန်လေရရှိတတ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ကံအရန်ကောင်းနေတယ်လို့ဆိုရပါမယ်။မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်လည်းကောင်းပါတယ်ခင်ဗျာ။ ရက်ဝေရနိုင်ငံချင်းမိတ်ဆွေတွေအထောက်ပံ့ကူညီကြောင်းအဆင်ပြေသွားတတ်ပါတယ်မိတ်ဆွေကံကလည်းအရန်ချိုးပေးပါတယ်ကိုအခက်ခဲအကျက်တွေဖြစ်မယ်ဆိုရင်ဒါရေးရဲတဲ့အကူအညီတောင်းကြည့်ပါတကယ်ချင်းကောင်းမိတ်ဆွေကောင်းတွေကကိုကိုကူညီမယ်ဆောက်ရှောက်လိမ့်မှာဖြစ်ပါတယ်အထူးပြုဆရမှာကနော်မိသားစုရင်းနဲ့ပတ်သက်တာကိုရဲ့မိသားစုမှာစိတ်ဝင်ကွဲစရာတွေဖြစ်လာတတ်ပါတယ်မိသားစုချင်းချင်းအဆင်မပြေတာတွေဟုတ်လားကိုရဲ့မိသားစုတွေထဲမှာအဆက်အသွယ်ပြတ်သွားတာတွေကြုံတွေ့ရတတ်ပါတယ်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်နော် တော်တော်လေးညံ့နေတဲ့ကာလတစ်ခုဖြစ်ပါတယ်မိသားစုရေညံ့တယ်ဆိုပေမဲ့အိမ်တော်ရေကံကကောင်းနေပါတယ်နော်ဒါကြောင့်အိမ်တော်ရေကံနဲ့မိသားစုရေနဲ့မတူနော်မိသားစုရေကညီကိုမောင်နှမတွေမိဘတွေပါဝင်တယ်အိမ်တော်ရေကကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ပတ်သက်တာပေါ့နော်ဒါကြောင့်မိသားစုရေနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့မိဘတွေမောင်နှမတွေနဲ့နော်ဒီလိုလေးလမိုင်းမှာနော်စိတ်ခံမသိပြီးတော့ဒီလိုမျိုးပြောဆိုတာတွေပေါ့နော်ပြောင်းပြောင်းနားလည်မှုလွဲပြီးတော့နော်အဆင်မပြေဖြစ်တတ်ပါတယ်အိမ်တော်ရေကတော့ အထူးပြောစရာမလိုဘူးကံကောင်းပါတယ်အထူးပြုစားရမှာကိုယ့်ရဲ့အိမ်အောင်ရင်မှာပြက်လူပြက်စီလောက်တဲ့သူပေါ်လာတတ်တယ်ဒါကြောင့်ဂျားလူတွေဝင်လာခဲ့ရင်အိမ်အောင်ရပ်ပြက်ညှက်တော့တတ်တယ်ဒါကြောင့်ဂျားလူတွေလုံးဝဝင်မခံနဲ့ဘေးစကားတွေနားမထောင်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒီလေးလောက်ပိုင်းမှာအိမ်ချံဝင်မဲ့သူတွေအိမ်ချံရောက်မဲ့သူတွေနော်လုံးဝမလုပ်သင့်ပါဘူးအမားရွေးနဲ့ဖြစ်ပြီးတော့ဥပဒေနဲ့ဒါရင်ဆိုင်ရတတ်ပါတယ်ဒီကိစ္စတွေအထူးပြုစားပါခင်ဗျာ လူငယ်တွေအရန်တစ်ချင်တဲ့အခြေအနေပတ်သက်တာဒီလိုကာလမျိုးမှာအခြေအနေပတ်သက်မယ်ဆိုရင်ကိုကလည်းကိုယ့်ရဲ့ချစ်သူပေါ်မှာเนาะချုပ်ချယ်တာတွေဖိနှိပ်တာတွေလုံးဝမလုပ်သေးဘူးကို့ပေါ်မှာလည်းဒါချုပ်ချယ်တာတွေဖိနှိပ်တာတွေလှုပ်လာတတ်တယ်ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင်ထူးပြူးဆိုက်ရမှာကတရားနဲ့ကြောင်နားလည်မှုလွှဲတာတွေအဆင်မပြေတာတွေကြုံလို့ရတတ်ပါတယ်ဒါပေမဲ့ကြီးကြီးမားမားတော့မဟုတ်ပါဘူးအခြေကအရန်ဆုတယ်မပါဘူးတချို့ကတော့ကောင်းနေတာရှိတယ်ခဏကကြော်ပြတဲ့အချက်တွေပြူးဆိုက်နိုင်မယ်ဆိုရင်တော့အခြေကတေချာပေါက်အဆင်ပြေမှာဖြစ်ပါ မအဆက်အသွယ်ပြတ်နေသူတွေအခြေခံညံ့နေသူတွေကလည်းပြန်လဲကောင်းလာမှာဖြစ်ပါလေအထူးကိစ္စရောက်မှာကဒီလေးလပိုင်းမှာကိုယ်မှာရန်သူများနေတတ်ပါတယ်ရန်သူဆိုတာကလည်းနောက်ကိုမြင်ရတဲ့သူတွေဟုတ်လားကိုယ်ကိုအမြဲတမ်းလို့လို့မနာလိုနာတွေမုံတီးတဲ့သူတွေတော့တိုးတိုးတိုးတောင်းတတ်ပါတယ်လူချစ်လူခင်များနေတာမဟုတ်ဘူးလူမုံများနေတယ်လို့ဆိုရပါမယ်။တောက်ကြောင့်ဒီလေးလာဘက်မှာသူပြူဆိုင်ရမှာက ပြောတာလေးဆိုတာတွေယူဆိုင်ပါခင်ဗျာကိုပြောဆိုမတတ်မှုကြောင့်ကို့မှာလူမုံပူပြီးများလာတတ်ပါတယ်ဒါကြောင့်အထူးယူဆိုင်ပါခင်ဗျာမနာလိုတဲ့သူတွေများနေတယ်လာလာပြောရင်လည်းမမှားပါဘူးခင်ဗျာကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကံကောင်းပါတယ်ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်ရီးပွားရပြကျမရကြီးမားမရှိဘူးယာရီဥတုအခုပြောင်းကြောင်းပဲကျမရုတ်တရက်ညံ့သွားတတ်တယ်ကျမရင်းမကောင်းတဲ့သူတွေကလည်းဆရာကောင်းသမားကောင်းတွေ့တာမျိုး အနာနဲ့စီရင်တဲ့ဝါတာမျိုးတွေကြုံတွေ့ပြီးတော့အပြောင်းကင်းသွားတတ်ပါနဲ့ခင်ဗျာတာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တောက်ကြာတာမီတာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တမီအချို့တွေခန်းစားခွင့်ရှိတယ်တာနဲ့ပတ်သက်တဲ့အချို့တွေကခန်းစားခွင့်မရှိဘူးတာနဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲစရာတွေစိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်တမီအချို့တော့ခန်းစားရမယ်လာတလာဖြစ်ပါတယ်ဆောင်းဝဲဖြေမဲ့သူတွေအလုပ်အင်တာဗျူးဖြေမဲ့သူတွေအရန်ကောင်းပါနဲ့ခင်ဗျာ ဒီလိုလမျိုးမှာအလွယ်တကူအောင်မြင်တာမျိုးဇာကောင်းတမကောင်းနဲ့တွေ့ပြီးတော့အဆင်ပြေတော့မျိုးတွေကြုံလို့ရတတ်ပါတယ်အလွယ် interview ကလည်းဒီတိုင်းပဲတင်ငယ်ချင်းမိတ်ဆွေအထောက်ပံ့အကူအညီကြောင့်ကိုယ့်ရဲ့အလွယ် interview တွေအောင်မြင်တော့တာမျိုးတွေကြုံလို့ရတတ်ပါတယ်အထူးကောင်းနေတာအလွယ်ကံနဲ့ပတ်သက်တာဒီလိုလမျိုးမှာအလွယ်ပြောင်းတာတွေအလွယ်ဆွေတာတွေအလွယ်ကံမရှိတဲ့သူတွေအလွယ်တဲ့တိုးချဲ့ခြင်းတဲ့သူတွေအရန်အဆင်ပြေပါတယ်ခင်ဗျာအလွယ်ကံနဲ့ပတ်သက်မယ်ဆိုရင်အရန်ကံကောင်းနေတဲ့လောက်ကားပြေတော့ကြောင်းမို့အလွယ်နဲ့ပတ်သက်မယ်ဆိုရင်ဒါရဲတင်းလောက်ပါ တခုတတိထားရမှာကကို့မှာဖျက်လို့ဖျက်စီလောက်တဲ့သူတွေအများကြီးတက်ပါတယ်။နော်ကို့ဘာပဲလောလောအစင်မပြေမပြေမပြေဘူးဆိုတဲ့သူတွေကအများကြီးတက်တယ်။ကြောက်နေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘဒုမှကြိုးမဆိုင်နဲ့ကို့မှတ်နေတဲ့ရင်ဆက်လုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အရန်ကောင်းနေတာကကံနဲ့ပတ်သက်တဲ့လုပ်တွေကံနဲ့ပတ်သက်တဲ့လုပ်တွေကအရန်ကြိုးပေးပါတယ်။ကံနဲ့ပတ်သက်လို့လုပ်မယ်ဆိုရင်တစ်ပါတဲ့နံပါတ်တွေတုံညပါတဲ့နံပါတ်တွေကအရန်အကြိုးပေးပါတယ်ခင်ဗျာ။ဒါကြောင့်တစ်ပါတဲ့နံပါတ်တွေတုံညပါတဲ့နံပါတ်တွေရွေးချယ်ပြီးတော့ ကံဆန်းကြည့်ပါခင်ဗျာအရန်အချုပ်ပေးနေလို့ပါကံကောင်းနေတဲ့အရောင်ကအဖြူရောင်ရဲ့လေမော်ရောင်နဲ့ဖြစ်ပါတယ်အရေးကြီးတဲ့နေရာမှာဝစ်စင်တာမျိုးညံစီလိုအသုံးပြုပါခင်ဗျာဒီရောင်တွေအဆောင်ဖြစ်တဲ့ဆောင်နာမယ်ဆိုရင်လည်းအရန်အချုပ်ရှိပါတယ်ဒီလေးလပိုင်းမှာနော်ခီးထွက်ခြင်းတဲ့သူတွေဟုတ်လားခီးဝေးသွားခြင်းတဲ့သူတွေအလဲပတ်သွားခြင်းတဲ့သူတွေအဆင်ပြေပါတယ်သွားလို့ရပါတယ်ကဲကြောင့်ရေရာလေးပေးမယ်ဒီရေရာအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ ဒီရေရောင်လှုပ်လှက်ခြင်းအပြင်မိစေတို့ကြုံတွေ့နေခက်ခဲတဲ့အချက်တွေဒီပြောက်သွားမှာဖြစ်ပါတယ်။ကဲကြောင်ရေရောင်လေးပြေးမယ်ဒီရေရောင်ဖြစ်အောင်လှုပ်ပေးပါခင်ဗျာ။ရေရောင်ကအရန်လွယ်ကူပါတယ်။ကိုကမြန်မာပြည်မှာရှိနေလူတယောက်ဆိုရင်နေဆက်ရာဖျားကိုသွားပါမနှက်အစိုးကြီးသွားပြီးတော့အာယုံစွန်းနေတဲ့တိတိ6မျိုးကတ်လို့ပါဒုတိယတစ်ချက်ကရေတက်ပဲလှူဒန်းပေးပါ။ကိုကနိုင်ငံခြားမှာဆိုရင်ကိုနေတဲ့အိမ်ကဖျားမှလည်းလှုပ်လို့ရပါတယ်။မြန်မာပြည်ကလူတွေကလည်းတော့အဆင်မပြေဘူးဖျားသွားရတာအခက်အခဲရှိတယ်ဆိုရင်လည်း ကိုနေတဲ့အိမ်ကနေတော့လှုပ်လို့ရပါတယ်လှုပ်ရမှာကမနှက်အစော်ကြီးအာယုံစုံတတိချောင်းမျိုးကတ်လို့မယ်ဒုတိယတစ်ချက်ကဖယားကိုတော့ရေတက်ပဲလူနှမ်းမှာဖြစ်ပါတယ်ဖယားအကြောင်းဆုံးမှာစုပ်ပွားနေတယ်ဆိုရင်တက်စီရင်လှုပ်ပြီးတော့ဖယားကိုရေတက်ပဲလူနှမ်းမှာရေတက်ပဲရဲ့နေရာမှာလဲကိုယ့်ရဲ့တက်စီတလောက်လေးတက်ပဲရမှာဖြစ်ပါတယ်ဒီကြေရောင်လှုပ်လှန့်ခြင်းဟာမိစ္ဆာကြုံတွေ့နေတဲ့အခက်ကလေးအတော့ပြေပြောက်သွားမှာဖြစ်ပါတယ်အထူးပြုစားရမှာကဒီကြေရောင်လှုပ်ပြီးတာနဲ့ နောက်ဖရားတွေကြေကြနာစစ်ကူပြီးတာနဲ့အမျှပေးဝေနေရမှာဒါ30ဘုံချင်းလဲကြောက်အောင်ဆုံးသတော်ဝါပေါင်းတို့ကိုမြစ်တာပို့လှုပ်ပါခင်ဗျာခုအမြောက်ပြရှိတဲ့ဒါမျိုးဆောင်နဲ့ရွာဆောင်နဲ့ဆောင်နဲ့အပေါင်းကအခုကိုကုညီဆက်လျှောက်မှာဖြစ်ပါတယ် ်အခုကျွန်တော်ပြောရည်ရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေမအားတဲ့ကြားကနေကျောင်းဗီဒီယိုကိုအစားကနေအဆုံးလိုက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေနှစ်အစားကနေအဆုံးကောင်းတော့နှမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မီတာစုဝါတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာအခုကြုံတွေ့နေတဲ့တဘာဝ BNA ကလည်းအမြန်ဆုံးလွတ်မြောက်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ် ဗီဒီယိုအဆုံးသတ်ခင်မှာကျွန်တော်ကူညီတစ်ခုတောင်းချင်ပါတယ်ခင်ဗျာဗိုလ်ချုပ်ဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းမြင်ကုလိုယူလိုက်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ကုလိုမျိုးပဲတောက်ကြတာတွေမြင်တွေ့သွားမယ်ဆိုရင်တို့တို့ကျွန်တော်ပြောတဲ့ရည်ရွယ်အောင်လုပ်လိုက်ပြီးတော့အခက်ခဲတွေပြေပြောက်သွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ထပ်တူဒါကုလိုရမှာဖြစ်ပါတယ်